ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတွေအောင်လည်းမင်္ဂလာပါဆိုတော့ Sweden ကတကယ့်ကိုစိုးဝါတဲ့ World Cup Qualifying ရဲ့ Campaign ကြောက်ပဲသူတို့ရဲ့ level စင်အသင်းရဲ့နီးပြကိုယာရုကထုတ်လိုက်ပြီယာရုကလည်းထုတ်မှာပဲအဲ့ကောင်နေရင်ပဲရိုက်ရမှာကမ္ဘာဂျီအကြီးဆုံးတိုက်စစ်အတွေ့ပိုက်ထားတယ်ဗျတန်း100ကျော်ပေးရတယ်တယောက်က125တန်းတယောက်ကโอเค85တန်းတော့မရှိဘူးတန်း100နီးပါးရှိတဲ့တိုက်စစ်ကိုပိုင်ဆိုင်ထားပြီးတော့ ကိုဆိုဘိုကိုအိမ်ကွင်းမှာနှစ်ပွဲဆက်ရှုံးအိမ်ကွင်းတစ်ပွဲအဝေးကွင်းရှုံးတယ်အဲအဲ့နောက်မှာဆွစ်ဇာလန်ကိုရှုံးတယ်ဆလိုဗီးနီးယားကိုတည်ကြတယ်လေးပွဲကံပြီးတဲ့အချိန်မှာဆွီဒင်ဟာကမ္ဘာဖလားပြိုင်ပွဲမှာတမတ်ပဲရတယ်တကယ်လို့အဲ့ကိုဆိုဘိုကိုတော့သူတို့အနိုင်ရခဲ့ရှင်လေးမှတ်ရသွားရင်ကိုဆိုဘိုလည်းလေးမှတ်ဖြစ်နေတော့မှာဆွီဒင်ဟာ slim chance နဲ့ ဝေါ်ကက်ကွာလဖိုင်းမှာပလေးအိုအဆင့်ထိမျောလေးလို့ရတယ်ဇလာတန်အီဘရာဟီမိုဗစ်လက်ထက်က2014ဝေါ်ကက်တုန်းကအတုံးကရော်နယ်ဒိုရဲ့ဟတ်ထရစ်ကြောင့်သူတို့ဝေါ်ကက်ကွာလဖိုင်းမအောင်ခဲ့ဘူးဒါပေမဲ့ဆက်ရှင်မှာသူတို့ချေစပွဲအောင်တယ်ကွာတာဖိုင်နယ်ထိတက်ရောက်ခဲ့တယ်အဲ့နောက်မှာ20မှာချေစပွဲမအောင်ဘူးပြီးတော့26မှာအခုချေစပွဲမအောင်ဘူးတေချာတော့ရှိသွားတယ်ဆွီဒင်ဟာအစင်လာကြီးတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးဒါပေမဲ့အခုစကင်ဒီနေးဗီးယားနိုင်ငံပါဗျာ ကျွန်တော် Icelandia ပတ်ဝန်းကျင်ကိုကြည့်လိုက်လို့ရှိရင် Finland ရှိတယ် Denmark ရှိတယ်နောက်ကျွန်တော် Iceland ရှိတယ် Sweden ရှိတယ် Norway ရှိတယ်အဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက် Norway ကအခုဒီတစ်ချိန်ချေစပွဲအောင်ပါထားပါတော့ Denmark ကိုကျွန်တော်ဖယ်လိုက် Denmark ကပုံမှန်အပြန်ကောင်းတဲ့အသင်းပြဒါပြိုင်ပွဲတွေကိုအများအား knockout game လောက်ထိရောက်တဲ့အသင်းဖြစ်တယ်ဒါပေမဲ့ Norway လို့အသင်းတော်ချေစပွဲအောင်လို့ဖြစ်တဲ့အချိန်မှာ Sweden က Norway နဲ့တိတ်မကွာတဲ့ squad ကိုပိုင်းဆိုင်ထားတဲ့အသင်းပဲဒီနီးပြလက်ထပ်ပေါ်လေအရင်နီးပြတော်တော်ကိုဆိုးဆိုးဝါးပဲ Sweden ကခြေနေတော်တော်ကိုဆိုးတာ လက်ရှိဆွီဒင်ကဘယ်လိုပြောမလဲဆိုတော့လုံးဝကိုခြေစွမ်းတော်တော်လေးဆိုးဆူဝါပဲဖြစ်တယ်အခုသူတို့ရဲ့နီးပြဖြစ်တဲ့ဒီနီးပြပေါ့လေကျွန်တော်ဆွီဒင်နီးပြဆိုတာကပြတခြားသူလည်းမဟုတ်ဘူးဘောလုံးလောကမှာဆွီဒင်ဘောလုံးလောဒီဘယ်လိုပြောမလဲဆွီဒင်ဒိမတ်ဘောလုံးလောကရဲ့ဂန်ဒဝင်ကစားမဖြစ်တဲ့တော်မတ်ဆန် တော်မဆန်ကျွန်တော်ငယ်တော့လည်းသိဘူးတယ်ဒဲမက်ကစားမှတိုက်စင်မှုဟောင်းဖြစ်တယ်။နောက် AC Milan မှာကစားခဲ့ဘူးတယ်။ဒါအသင်းကြီးတွေမှာကစားခဲ့တယ်တော်မဆန်တို့ကစားမမျိုးအဲ့ကစားမမျိုးကိုဆွီဒင်ကနီးပြဖြစ်ခန့်ထားတာ။ဒါပေမဲ့တော်မဆန်ကိုအခု2024နဲ့25အတွက်မှာဆွီဒင်ကယာရုကထုတ်လိုက်ပြီးကိုဆိုဘိုကိုရှုံးတဲ့အပြီးမှာဆွီဒင်ကသူတို့ရဲ့ဒဲမက်လူမျိုးနီးပြတော်မဆန်ကိုယာရုကထုတ်ပေးလိုက်တယ်။ဘာကြောင့်လဲဆိုလေးပွဲမှာတမတ်ပဲရတယ်ဆိုတော့တော်မဆန်ကအခု managing career ကိုကြည့်ရင် तू မဲလ်မိုလိုအသင်းကို तू ကင်ဘူးတယ်2021မှာအဲ့ကဒီမှာစ22ကနေ24ထိဘလက်ဘန်ရိုဘာကိုလာကင်ဘူးတယ်အခုဆွီဒင်နီးပြဖြစ်တယ်ဆွီဒင်နီးပြဖြစ်ပေမဲ့ဆွီဒင်နီးပြဖြစ်ပေမဲ့ဘာမှဆွတ်ဆောင်ရင်မကောင်းဘူးသူ့အသင်းကကစားမဘွားမှာတော့တိုမက်ဆန်ကတကယ် quality player တယောက်ဖြစ်တယ်ဒါပေမဲ့အခုဆွီဒင်ကအခုလက်ရှိအနေထားအရလုံးဝကိုအခြေအနေဆိုးသွားတယ် ။ဇာအခုစွီဒင်အသင်းကသူ့လက်ထက်မှာဘယ်လောက်ထိအခြေအနေဆိုးလဲဆိုရင်ဒါအခုသူတို့2026ကမ္ဘာဖလားပြိုင်ပွဲမစခင်ပေါ့လေ။သူဆက်ဆက်ချင်းသူ25မှာသူစပြီးတော့သူ24သူဆက်ဆက်ချင်းမှာနည်းနည်းရလဒ်တွေကောင်းတယ်။တော်စူရီကလည်းလည်းကောင်းကောင်းဝါတာကဗျာသူက nation league မှာသူအချိန်နေကောင်းထားတော့ play off ကို nation league ကလည်းတဆင်မျောလင်းချက်ရှိသေးတယ် slim chat ပေါ့လေဆိုတော့ sweden ကပြီးခဲ့တဲ့တစ်ခေါက်က nation league ပြိုင်ပွဲပေါ့လေအဲ့ nation league ပြိုင်ပွဲမှာတော့သူတို့အချိန်နေကောင်းတယ် ဒါတော့သူက nation league c မှာသူတို့ပထမရပြီးတော့ဒီ b ကိုတတ်ထားတာဆိုတော့အဲ့မျိုးလေးချက်တခုရှိတယ်ဒါပေမဲ့ကြံသားကတော့ nothing ပဲဒါအခုအသင်းရဲ့လူစင်းကိုယူပြောလို့ရှိရင်ဗျာတကယ်ပြောတာလုံးဝလက်မခံချင်စရာကောင်းတဲ့ဒါလူစင်းဗျာဒီလူစင်းကိုပိုင်ဆိုင်ထားပြီးတော့ sweden အသင်းကတော်တော်ညံ့တဲ့ပြဿနာပဲတိုက်စစ်က e ဆက်ပါတယ်လက်ရှိ premier league ရဲ့အကောင်းဆုံးတိုက်စစ်မှုတွေကတယောက်ပဲအခုသူရုံးကန်နေရသည့်တိုက်အောင် sweden ရဲ့လူစင်းကတော်တော်လေးတောက်နေတဲ့အထဲမှာပါတယ် now 50 yokres ပါတယ်ပြီးခဲ့တဲ့ nation league ရဲ့ top goal ဆိုတာဖြစ်တယ် ဂက်မူလာရဲ့ဂိုးများဆုံးတစ်နှစ်တာအတွင်းဂိုးများဆုံးသွင်းတဲ့ကစားမဖြစ်ပြီးတော့လူစင်းတော်တော်လေးတောင့်နေတဲ့မှာပါတယ်။ဒါပြီးတော့အလက်ဆန်ဒါအီဆက်အခုဆွီဒင်ရဲ့ဒါဘယ်လိုပြောမလဲအီဆက်ကဒါအခုလောလောဆယ်ကပတိန်ဖြစ်တောင်းဝင်ယူတဲ့နောက်ညူကာဆယ်ယူနိုက်တက်ကိုရောက်နေတဲ့အန်တိုနီအီလန်ကာရှိတယ်။နောက်ဗီတယိုဂရက်ရှိတယ်အန်တိုနီအီလန်ကာရှိတယ်။ပြီးတော့မှတစ်ဖက်က အာလဆန်ဒါအီဆက်ရှိတယ်။နောက်ဘာဆိုနာကအခုပူနွဲ့နွဲ့ခေါ်ထားတဲ့ဒါရူနီဘာဂျီဆိုတဲ့ချက်တိတ်လေးလည်းရှိတယ်။အဲ့ချက်တိတ်လေးလည်းကောင်းတယ်နော်။ပြီးရင်ကျွန်တော်တို့ဟူဂိုလာဆင်ဆိုတာကဥရောပကလပ်တွေတော်တော်များများလိုက်နေတဲ့အိုက်ထရန်ဖရန်ဖတ်ရဲ့ကွင်းလေကစားမ။နောက်ဘရိုက်တန်ကအယာရီဆိုတဲ့ကစားမလည်းရှိတယ်။နောက်တစ်ချိန်တည်းမှာပဲ now Tottenham Hotspur ကနေနောက်ထပ် generation တွေကအကောင်းဆုံးလူငယ်ဖြစ်သတ်မှတ်ခံထားရတဲ့ Lucas Bergwijn ဆိုတဲ့ချက်တိတ်လေးရှိတယ်။အဲ့ဒါပြင်ကိုတော့ Sweden ရဲ့လက်ရှိ captain က Victor Lindelof ပေါ့လေ။ Victor Lindelof Manchester United ရဲ့နောက်ခံလူဟောင်းအခုသူ Aston Villa မှာကစားနေတဲ့သူရှိတယ်။ပြီးတော့ Aldel ဆိုတဲ့ Burnley ရဲ့နောက်ခံကစားမှရှိတယ်။ Atlanta အပါအဝင်နောက် Gumminsen ဆိုတာကအခု Leeds United မှာကစားနေတဲ့အဲတောင်ပေါ်မှာကစားနေတဲ့ fullback တယောက်လည်းရှိတဲ့အပြင်ကို Braga Barnia နဲ့ quality player တွေအများကြီးပဲ။ ဆိုတော့ Sweden ဟာတောင်တင်းနဲ့ပြခံစစ်ကလည်းမစိုးဘူးပြဒီဆန်ခံစစ်ကွင်းလည်းလည်းမစိုးဘူးတောင်မန်တွေတိုက်စစ်တော်လေးအားကောင်းတယ်ဒါပေမဲ့ဒီ World Cup Qualify မှာ Israel ရော Ukraine ရော Ilanga ရော Ilanga မှာအစ်စ်တွေပိုင်းလုံသေးတယ်နောက်ဒီ Bruni Baji နဲ့တလောက်လူတွေပိုင်းစားထားပြီးတော့ Lucas Babwa နဲ့ Sweden ကလုံးဝဆိုတော့အခု Thomas Singo တို့ယာလူကထောက်လိုက်ပြီးဒါပေမဲ့ Sweden ရဲ့တခုတည်းသောမျှော်လင့်ချက်ကတို့ Nation League ကနေ Playoff အဖြစ်တို့ကြံသေးတယ်ဘာလို့ Playoff ကြံလဲဆိုတော့ Nation League က rank rank ကာထရိုရန်ကတော်တော်လေးအခြေအနေကောင်းတယ်။အဲ့ Nation League မှာ Sweden တွက် pressure ဖြစ်နေတာဝေးရှိမယ်ချက်ရှိမယ်ရူမီးနီးယားရှိမယ် Sweden ရှိမယ်။အဲ့လေးသင်းအဲ့လေတယ်ဗျဒါပေမဲ့ Sweden က top 4ထဲမှာပါတယ်လို့ကြောင့် Nationally နဲ့တော့သူက chance တော့ရှိသေးတယ်ခြေစမမအောင်တော့ဘူးလားမဟုတ်အောင်နိုင်သေးတယ် World Cup qualify တိုင်းရတော့မအောင်တော့ဘူးဒါပေမဲ့သူတို့ Nationally ကလာတဲ့ playoff အဆင့်ကလည်း chance ရှိတယ်ဒါပေမဲ့ Sweden ဟာတော်တော်ဆိုးပါပဲသူတို့နီးပြအောင်နောက်ဆုံးထုတ်ရတဲ့အထိတန်းနေရာလောက်ပိုင်ဆိုင်ထားတဲ့တိုက်စစ်မှု ကိုရှိပြီးတော့ဂိုးမရတာဆူတင်တော်တော်လေးဆူဆူသွားပြီပေါ့လေအားလုံးကျေးဇူးတင်ပါတယ်